အစားတောက်အတုလုပ်တဲ့နေရာမှာပြိုင်ဆန်ရှားဖြစ်လွန်းတဲ့ဖိုးဖိုးကြီးပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်အခုပုံမှာမြင်တွေ့နေရတဲ့အဖိုးကအစားတောက်ပုံစံတူအလှဆင်တဲ့နေရာမှာအင်မတန်ကိုထိုးချွန်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ် ဂျပန်နိုင်ငံမှာနေထိုင်ပြီးတော့အခုဆိုရင်အဖိုးရဲ့ story ကဂျပန်မာရီမကပဲကဘာတလွားမှာပါနာမည်ချင်းနေပါပြီ။ဒါဆိုရင်အဖိုးရဲ့လက်ရာတွေထဲကတချို့ကိုဒီနေ့ video လေးမှာမျှဝေပေးသွားချင်ပါတယ်။အခုမြင်တွေ့နေရတဲ့အတိုင်း plastic အမဲတဲ့ကိုအရင်ဆုံးမီးဖို့ပေးလိုက်ပါတယ်။မီးဖို့ပေးနေရင်လည်းတစ်ဖက်မှာတွန့်သွားတဲ့နေရာလေးကိုအဝတ်စလေးနဲ့ဖိပေးလိုက်ပါတယ်။ဒါဆိုရင်ရေညှိအစ်စ်နဲ့ခွဲရခတ်တဲ့ plastic ရေညှိလေးကိုရာသွားပါပြီ။ဒါကတော့အဖိုးရဲ့ပထမဦးဆုံးလက်ရာပဲဖြစ်ပါတယ်။နောက်ထပ် menu တစ်ခုကတော့ကြက်ဝတ်ထမင်းကြော်ပေါင်း အဖိုးကအရင်ဆုံးအပူမပေးရသေးတဲ့ဒဲအိုးပြားပေါ်မှာအစင်းရောင်ဆေးရည်အလှန်လေးကိုတုတ်လိုက်ပါတယ်။နောက်ထပ်အပေါ်ကနေအဖြူရောင်ဆေးရည်လေးကိုပါထပ်ထုတ်လိုက်တာပေါ့။အဲဒီနောက်မှာတော့အခုလိုပဲ microwave ဒဲကို2မိနစ်လောက်ထည့်ပြီးအပူပေးပြီးတော့ပြန်ထုတ်လိုက်ပါတယ်။ဒါဆိုရင်တော့အခုလိုမျိုးနူးညံ့ချုံမွေးတဲ့အစင်းပြားလေးတွေကိုရသွားပါပြီ။အခုလိုညင်ညင်တတလေးလိပ်ပေးလိုက်တာနဲ့ချက်သွမေးလေးတွေရသွားပါပြီ။ရလာတဲ့ချက်သွမေးအတုလေးတွေကိုပပလေးစီညှက်လိုက်တဲ့အခါမှာတော့အစ်စ်လာအတုလာတော့ခွဲရခတ်တဲ့ human made ချက်သွမေးလေးရသွားပြီပဲဖြစ်ပါတယ်။ အဲ့ဒါပြင်အဖိုးကအသားပြအတွက်ထပ်လုပ်ပါတယ် ဒီတစ်ခါမှတော့အသားပြအတွက်လေမော်ရောင်တဲ့အဖြူရောင်ဆေးရည်လေးတွေကိုရောလိုက်ပါတယ်။ပြီးရင်တော့ထုံးစံတိုင်းအပူပေးပါတယ်။ရလာတဲ့ reset ကြီးကအတူလို့မပြောရင်တော့ဘယ်သူမှသိနိုင်မှာတော့မဟုတ်ပါဘူး။အရင်နောက်မှာတော့အဖိုးကအသားပြကိုလည်းပပလေးတွေထက်ညက်လိုက်ပါတယ်။ဒါဆိုရင်ကြက်ဝှထမင်းကြော်အတွက်အစာပလာနှမျိုးဖြစ်တဲ့ကျက်သွန်မင်းနဲ့အသားပြလေးတွေကိုရရှိသွားပါပြီ။အဓိကဇက်လိုက်ကြီးဖြစ်တဲ့ကျက်ဝှကိုပြုတ်လောက်သွားတာကတော့ပို့ပြီးတော့ဆိတ်ဝင်စားဖို့ကောင်းတာပါ။ကျက်ဝှအကအတွက်အဖြူရောင်နဲ့အနှစ်အတွက်အဝါရောင်ကိုထည့်ပြီးတော့ရေအနည်းငယ်နဲ့ရောသမလိုက်ပါတယ်။အဲ့ဒါ ေးတာနဲ့အပူပေးလိုက်ပါတယ်။နှစ်မိနစ်၃မိနစ်လောက်အပူပေးပြီးထုံလိုက်တာနဲ့အဓိကဇလိုက်ကြီးဖြစ်တဲ့ကျုံမှွေကြော်လေးကိုရသွားပါပြီ။ရလာတဲ့ကျုံလေးတွေကိုအဖိုးကအခုလိုပဲတတိလေးစီမှွှပေးလိုက်ပါတယ်။ဒါဆိုရင်တော့ကျုံထမင်းကြော်အတွက်အစာပလာလေးတွေလည်းစုံလင်သွားပါပြီ။အခုချိန်ထိတော့အစ်စ်ပုံစံလုံးလုံးကြီးမပေါက်သေးပါဘူး။ဒါပေမဲ့အခုထပ်ကြည့်လိုက်ပါကော်စီလေးတွေနဲ့ပြစ်လို့ထားတဲ့ထမင်းလုံးတွေကအသက်ပါပဲအစာပလာတွေဖြစ်တဲ့ကြက်တုံမိတ်အသားပြားကြက်ဥထမင်းနဲ့အတုပြန်လို့ထားတဲ့စီတို့ကိုရောသမပြီးတဲ့နောက်မှာအခုလိုစားကျင်စပွဲမန်ယူလေးတစ်ပွဲ ်ကိုရရှိသွားပါပြီ။မျက်လုံးနဲ့ကြည့်ုံနဲ့တင်ပုံစံလေးကတကယ်ကိုစားချင်စရာကောင်းပါတယ်။ရလာတဲ့ကြောက်ဝထမင်းကြော်လေးကိုပကံနဲ့ထည့်ပြီးအလှဆင်လိုက်တာနဲ့အားလုံးက perfect ဖြစ်သွားပါပြီ။ပြောရင်ပိုတယ်လို့ပဲထင်ကြမှာပါ။ဒါပေမဲ့တကယ်ပြောတာပါ။အဖိုးရဲ့အစားတောက်တုမန်နျူတွေကိုအတုပါလို့မပြောဘဲချထားပေးလိုက်ရင်ဘသူမဆိုမြေးစမ်းမိကြမှာတော့အမှန်ပါပဲ။ဘာလို့လဲဆိုရင် plate ပြားပေါ်က decoration နဲ့တင်တည်လောက်ပါတယ်။ဒါကလည်းအဖိုးရဲ့ထူးခြားတဲ့အတတ်ပညာတစ်ခုလို့ပဲပြောရမှာပါ။အခုပြောပြလိုက်တာတွေကအဖိုးဖန်တီးခဲ့တဲ့ထောင်တော်မကတော့ဖန်တီးမှု ့လက်ရာတွေတဲကတစိုက်တဒေတာပဲရှိပါသေးတယ်ရှင်ရေဒတ်တို့စိတ်ဝင်စားရင် Facebook YouTube စတဲ့ social media ပေါ်မှာအဖိုးရဲ့လက်ရာတွေကိုပုံမတော်ရောက်ကြည့်ရှုခန်းစားနိုင်ပါတယ်ရှင်ရိုးရိုးတော့တရေချလို့ရပါမယ် phone screen ကြီးကိုတော့ရှာနေမရမိပါစေနဲ့နော်အလုံးမကျေစွတ်တင်ပါတယ်အခုလိုဘူးတူတာရစေတဲ့ video တွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ